အင်္ဂလိပ်လိုအရင်နားထောင်ကြရမှာဖြစ်ပါတယ်ပြီးမှမြန်မာလိုဘာသာပြန်မှာဖြစ်ပါတယ် What have you done to him? Live there, live there, live there, live there. So video file ကတူတာဖြစ်တဲ့အတွက်အင်္ဂလိပ်လိုအရင်နားထောင်ကြရအောင် Come my brother come. Your health. You are battling with health challenge. and that has caused you weak erection. Yes, man of God. Huh? Eh? Yes, man of God. Voilà, so, il vient de recevoir la prophétie. Combat avec sa santé et c'est la cause des érections faibles. Hey! Hey! Come What have you done to him? Are you queen? Oh, you're a you king? You're a king! Where's your kingdom? Tiger! They're not married! This man! Let him for me! Let him for me! Let him me. Let what him have done to him? I have destroyed man! You destroyed man? I have killed his manhood! You, I have you killed Why? I have destroyed! Why? I never want. ကဲမိတ်ဆွေတို့ဒီနားမှာခဏရပ်ပြီးမှ okay. အကျွန်တော်တို့အစကနေဘာသာပြန်မှာဖြစ်ပါတယ် I have killed his manhood I have killed his manhood okay ငါကအထက်နတ်ဆိုးကပြောနေတယ်ဒီတယောက်ရဲ့ယောက်ကြားတစားနော်ဒူဒူးလို့ပြောကျွန်တော်တို့မြန်မာလူကတော့ဒူဒူးလို့ပြောကြတာပါနော်ဆိုတော့သူ့ရဲ့ဒူဒူးကိုဒီနတ်ဆိုးကတတ်ထားပေးတာ I have killed his manhood အမျိုးသားတစားကိုငါက တတ်ပေးလိုက်ပြီလို့နှက်စုကပြောတာဖြစ်တယ်။ဆိုတော့ဒီနေ့ကဘာပေါ်မှာအမျိုးသားတွေမွေးရပါပစ္စည်းတော့ပါလာတယ်။ဒါပေမဲ့အလုတ်မလုတ်ဘူး။အဲ့ဒါကိုကျွန်တော်တို့ရှင်မပန်းတေလို့ခေါ်တာဖြစ်တယ်။ဆိုတော့ဒီရာကိုကုတာဖို့ဆရာဝန်တွေမတတ်နိုင်ဘူး။ဒါကဘာကြောင့်ဖြစ်လဲဆိုတော့ဝိညာဉ်ကကြောင့်ဖြစ်လာတာ။ဘုရားရှင်ကယောက်ျားအဖြစ်မွေးခွင့်ပေးတော်ညာလည်းပဲစာတန်ရဲ့နိုင်ငံကအလုတ်လုတ်တဲ့အခါမှာဒီသူ့ပစ္စည်းကအလုတ်မဖြစ်ဘူး။ သူတို့ manhood i have killed his manhood ဆိုတော့ဒီနေ့စာတန်ကနော်ဖျားတကင်ရန်သူပြည့်တဲ့စာတန်ဟာလူရဲ့နော်တစားနော်အမျိုးသားရဲ့တစားကို အလုံးမလုံးအောင်သူကတတ်ပြစ်နိုင်တယ်ဆိုတော့နားလေထားဖို့လိုတယ်ဒါပေမဲ့ဒီနတ်စုကိုနင်ထုတ်လိုက်တဲ့အခါမှာကြာလို့ရှိရင်ဒီဖျားတကင်ပေးတဲ့အမျိုးသားတစားဟာငကူအလုံးကိုပြန်လုံးလာမှာဖြစ်တယ်ဆိုတော့ဒီနေ့ အွန်လိုင်းမှာရှိတဲ့ခရိယံဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေဒီဝိညာဉ်ရေးရပြဿနာကဘာကြောင့်ဖြစ်တယ်လဲစာရံကြောင့်ဖြစ်တယ်ဆိုတာနားလေလာမယ်ကာလလေးရောက်ပြီယေရှုခရစ်တော်ဘုရားဘသူဟုတ်တယ်လဲဆိုတာလဲသိလာမယ်ကာလဖြစ်တယ်ဒါကြောင့်ဒီဗီဒီယိုဖိုင်ကိုဝိညာဉ်ဘုရားတူးနိုင်ရဘာသာပြန်တင်ပေးတာဖြစ်ပါတယ်အဲ့တော့နံပါတ်1ကတော့ prophet ပြုခြင်းကနေစမှာဖြစ်ပါတယ် ဘုရားတခင်ရဲ့ prophet ကိုယေရှုခရစ်တော်ဗာမင်ခိုင်းတယ်လေကျွန်တော်တို့နားထောင်မှာဖြစ်ပါတယ် What have you done to him? Live there, live there, live there, live there. Come here, come here, come here. Come, my brother, come. သူ prophet ကဟိုတရားကိုလက်ညှိုးထိုးတယ်။ဟေးဟိုကရှိတယ်ညီကိုလာခဲ့လာခဲ့လာခဲ့ ခေါ်တာဖြစ်တယ်နေ့မှာကြမ်းမာရေးပြဿနာရှိတယ်လို့ဆရာကပြောပါတယ် you are battling with health challenge နေဟာကြမ်းမာရေးနဲ့နှပန်းလုံးနေရတယ်လို့ဆရာကပြောပါတယ် and that has caused you weak erection weak erection ဆိုတော့တူတူကအလုံးမလုံးဘောနော်တူတူကပျော့နေတာမမာတတ်တော့ဘူး weak erection နော်ဟို ဟိုအယတ္တစကားနဲ့ပြောလို့ရှိရင်တူတူကမတောင်တော့ဘူးအဲအဲ့ဒီပြဿနာကိုမင်းကြုံနေရတယ် God ဟမ် Yes man of God တော့ကချက်ချင်းတူထောက်တယ်ဟုတ်ပါတယ်တဲ့ဖခင်ခင်ရဲ့လူကျွန်တော်ရှင်မအဲ့ဒီတူတူမတောင်တတ်တဲ့ပြဿနာရှိနေပါတယ် Voilà, il vient de recevoir so, la prophétie. Avec sa santé et c'est la cause des élections. Akura, tu es tout tout qui a mis ma prophète ka sous tomber des khama ဒီမှာဒီကုခန္ဓာထဲမှာအောင်းနေတဲ့နတ်စုကစပြီးမှကြွလာပြီးမှစကားပြောတာကိုမိတ်ဆွေတို့အတွဲဘာသာပြန်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီတယောက်ရဲ့တူတူကိုပရိုဖက်ကကင်ပြီးမှဆွတ်တောင်းလိုက်တဲ့အခါနတ်စုကအဲ့ဒီမှာခြေကုပ်စခန်းယူမှတိုက်ထားတာဖြစ်တဲ့အတွက်အခုကနတ်စုကမခံနိုင်တော့ပဲဘုရားတခင်ရဲ့ဝိညာဉ်တော်တကူနဲ့တူတီချင်းခံရတဲ့အခါအခုလိုအော်ရတာဖြစ်တယ်ဒီကိုလာခဲ့ to him. နင်သူ့ကိုဘာလုပ်ထားလဲလို့ဆရာကအထက်ကနတ်ကိုမဲပါတယ်။ Hey, oh yeah, I'm a king. ဆိုတော့ I'm a queen. ငါကနတ်ဘီမဖြစ်တယ်။ I'm a king. ငါကနတ်ဘီရင်ဖြစ်တယ်။ဆိုတော့ဒီလူရဲ့ကုခဏတဲ့မှာနတ်ဘီရင်မလည်းဝင်ထားတယ်။ပြီးလို့ရှိရင်နတ်ဘီရင်လည်းဝင်ထားတယ်။အဖัวမနှစ်ခုစလုံးဝင်ထားပြီးမှသူ့ကိုတိုက်တာဖြစ်ပါတယ်။ Hey, king. Hey, where's your kingdom? နင်းရဲ့နတ်ဆုနိုင်ငံတော်ကဘယ်မှာလဲ where is your kingdom တော့အင်္ဂိုလာဘေနာမလမ်ဒီတို့ကနေရာကိုပြောတာဖြစ်တယ်ဗောနော်ဒါပေမဲ့အဲ့ဒါအရေးမကြီးဘူးအဲနိုင်ငံတော်ကိုနတ်ကသူ့သူ့ရဲ့နိုင်ငံတော်ဘယ်မှာဟုတ်တယ်ဆိုတော့ဖြေတာဖြစ်တယ်ဆိုတော့ဒီနေ့လူဒီနားလေထားတာကနတ်ဆိုတာကနတ်ပြည်မှာပဲနေတယ်ဗော လူတွေကအဲ့လိုနားလည်ကြတာဖြစ်တယ်တကယ်တမ်းကျတော့ဝိညာဉ်လောကအဲ့လိုဖြစ်မနေဘူးနတ်ကသူ့ပြည်ရှိတယ်ဒါမဲ့သူကကဘာကြီးကိုရှောက်သွားပြီးမှသူ့ဝင်ချင်တဲ့သူတဲမှာဝင်ပြီးမှသူလှုပ်ချင်တယ်လို့လှုပ်နေတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့မြန်မာပြည်စွန်လည်းပဲအခု2025တကြံဆိုတာရောက်တော့မှာဖြစ်တယ်နော်တကြံဆိုတာကနတ်ပြည်ကတကြားမင်းတွေလူပြည်ကိုဆင်းတဲ့အချိန်ဖြစ်တယ်ဒီနတ်တကြားတွေကလူပြည်ကိုဆင်းတဲ့အခါဘာလာလှုပ်တာလဲသူတို့လူချင်တဲ့လူတွေကိုဝင်มาဖြစ်တယ်သူတို့လှုပ်ချင်တာကလုံးလှုပ်มาဖြစ်ပါတယ်ဒါကြောင့် တတိတတိရှိရှိနဲ့ဆုတောင်းကြပါတကြံချင်းကမှာတကြမင်းဟာလူပြည်ကိုဆင်းမှာဖြစ်တယ်တကြမင်းတပါးတပဲဆင်းလာမှာမဟုတ်တကြမင်းရဲ့ကတော်တကြမင်းရဲ့လက်ထောက်တွေဖြစ်တယ်နော်အစစ်တူကြီးတွေကစအကုန်လုံးဆင်လာမှာဖြစ်တယ်စစ်သားတွေကစအကုန်လုံးဆင်လာမှာဖြစ်တယ်အဲ့ဒီနတ်တွေကလူပြီးပါလားလို့မလဲလူထဲမှာဝင်ပြီးမှကြိုက်တာလုံမှာဖြစ်တယ်ယောင်ဆောင်မောင်ဝါအဲ့တားဟာတော့ကြမ်းမာ Ah! Don't his head! Hydra! They're not married! This man! So I told her, not married this man. So I told her, not married this man. သူမကိုပြောပြီဒီယောက်ျားနဲ့လက်မထမ်းနဲ့လို့ငါပြောပြီနော်အခုနတ်ဆုနေတော့တာကိုနားမထောင်ဘူးတဲ့လို့ကအတိပ္ပယ်ကိုနားမလဲဘူး I told her not to marry this man ဆိုတော့ ဒီနတ်ကအထက်ကနတ်ကပြောနေတယ်ငါတူမကိုပြောပြီဆိုတော့အဲ့ဒါတူမဆိုတာဘာလို့ပြောလူကူပြောတာဆိုတော့ဒီတယောက်နဲ့လက်မထမ်းနဲ့လို့ငါပြောပြီဆိုတော့နတ်ကမိမတယောက်ကိုပြောတယ်အဲ့ဒီမိမကိုပြောတယ်ဒီတယောက်ကိုလက်မထမ်းနဲ့ဆိုတော့ဒီတယောက်ယူထားတဲ့မိမကိုနတ်ကပြောပြီးပြီဖြစ်တယ်ဒီတယောက်နဲ့မိမယူနဲ့လို့ပြောထားတာဒါပေမဲ့လူတွေကပဲတိတ်မလဲယူတာပေါ့နော်ယူတဲ့အခါမှာကြားလို့ရှိရင်ဟိုသူ့ယောက်ျားကအတိုက်ခံရတာပေါ့အထဲကနတ်က ဲ့လိုပြောနေတာဖြစ်တယ် Lord hear from me Lord hear from me Lord hear from him I have this တူကိုနေဘာလို့ထားလဲဆရာကမေးပါတယ် Tried man to destroy I have destroyed the man ဒီတရားကိုငါဖျက်ဆီးထားတယ်လို့အထက်ကနတ်ဆိုးကပြောနေတာဖြစ်တယ်ဆိုတော့နတ်ဆိုးကလူကိုဖျက်ဆီးတဲ့အခါအပြင်ကနေဖျက်ဆီးနေတာမို့အထဲမှာဝင်မြတ်ကိုဖျက်ဆီးတာဖြစ်တယ် I have killed his manhood I have killed his man who သူရဲ့တူတူငါတပ်ပစ်လိုက်ပြီလို့ပြောတာဖြစ်တယ်။ဆိုတော့ဝိညာဉ်မှာတပ်ပစ်လိုက်တဲ့အခါမှာခန္ဓာကိုယ်မှာတကယ်ပဲသူရဲ့တူတူကအလုံးမလုံးဘူးဖြစ်လာတာဖြစ်တယ်။ I have killed I have this နင်ဘာဖြစ်လို့အဲ့လိုလုပ်တာလဲဆရာကမဲတာဖြစ်တယ် why I never want to marry my daughter ဆိုတော့ my daughter လို့နတ်ဆိုးကပြောနေတယ်ဆိုတော့ဒီတယောက်ယူထားတဲ့အဲမိမကလည်းပဲဒါနတ်ကသူ့ရဲ့တမီးဟုတ်တယ်လို့ပြောနေတယ်ဒါမဲ့သူကလူကူပြောတာဆိုတော့လူမိမမှာလူလူမိမဟုတ်တိုင်းနဲ့လဲဗာလဲနတ်ကပိုင်ထားတာရှိတယ်နော်အာဖရိကမှာဆိုရင်လဲဒီနတ်ကပိုင်ထားတဲ့အမျိုးသမီးတွေအများကြီးရှိတယ်ဆိုတော့နတ်ကပိုင်ထားတဲ့အမျိုးသမီးကိုဒီတယောက်ကယူထားတာဒါကြောင့်ငါပြောပြီးဒီယောက်ျားကိုမယူနဲ့လို့ငါတမီးကိုငါပြောပြီး Why why do you choose to destroy? ဘာဖြစ်လို့နင်းဒီဖြက်စစ်ဖို့ကိုရွေးချယ်တာလဲဆရာကမဲပါတယ် I love him ဘာကြောင့်ဖြက်စစ်တယ်လဲလို့မဲတော့ I love him ဒီတယောက်ကိုငါကြိုက်တယ်လို့နတ်ဘီမက ပြောနေတာဖြစ်တယ် I want to get married to this lady မင်းကကြိုက်တယ်ဆိုပြီးမှမင်းဖြက်စစ်တယ်ဟုတ်သလား Is that love အဲ့ဒါချစ်ချစ်မဲ့တာဟုတ်လို့လား သူ့ထဲကိုနင်းဘယ်လိုလုပ်ပြဝင်တာလဲ I told my daughter I told my daughter ဆိုတော့ဒီတယောက်ရဲ့ဇနီးကနတ်ကပိုင်ထားတဲ့မိန်းမဖြစ်တယ်အဲ့ဒီတမီးကိုငါပြောတယ် I told my daughter his photo ဒီတယောက်ရဲ့ဓာတ်ပုံကိုငါရှီယူလာခဲလို့ငါပြောလိုက်တယ် Don't bring his hair Ah, ah, my daughter bring all of those things to me. ဆရာဒီတယောက်ကိုရဲ့ဓာတ်ပုံယူလာပါလို့ဟောမျိုးငါသမီးကိုငါမာတော့တဲ့အဲ့တော့ဒီတယောက်ယူထားတဲ့မိမကိုပြောတာအဲ့တော့ဟိုတယောက်ကဓာတ်ပုံယူလာပေးတယ်ဆိုအဲ့ဒီဓာတ်ပုံကနေလောက်ကြံတာဖြစ်တယ် I use them အဲ့ဒီဒီယူလာပေးတဲ့ဓာတ်ပုံတွေကိုသူအသုံးပြတာဖြစ်တယ် to manifest my power အဲအဲ့ဒီဓာတ်ပုံကိုအသုံးပြုပြီးမှငါရဲ့တကူကဒီတယောက်ပေါ်မှာလှုပ်ရှားတယ်လို့ပြောပါတယ် manifest my power ဆိုတော့ကျွန်တော်မြန်မာပြည်မှာဓာတ်ပုံကနေပြုစားတယ်ဆိုတာဟိုးကတိကနေကျွန်တော်ကြားဘူးတာဖြစ်တယ်ဆိုတော့ဒီစာတန်ရဲ့ပညာနတ်ဆိုးရဲ့ပညာဟာလူတွေရဲ့ဓာတ်ပုံကိုသုံးပြီးမှတစ်ဖက်လူကိုပြုစားလို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီမြန်မာလူမျိုးတွေကြားမှာကျွန်တော်ကြားပြီးဖြစ်တယ်အခုဒါကမြန်မာလူမျိုးကြားမှာကြားရတာမဟုတ်ဘူး အာဖရိကမှာနတ်ဆူနေထုတ်တဲ့အခါနတ်ဆူတူကူတန်ကဒီဓာတ်ပုံကိုဘယ်လိုသုံးတယ်လဲဆိုတာကိုပြောနေတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့မြန်မာလူမျိုးတွေသိထားတဲ့ဓာတ်ပုံနဲ့ပြုစားလို့ရတယ်ဆိုတာကမန်နေဆိုတာကိုနားလည်ရဖို့လိုတယ်။နော်ဆိုတော့ဒါကြောင့်ဒီခုခေတ်မှာကျွန်တော်တို့ဒီ Facebook တို့ YouTube တို့မှာခုဓာတ်ပုံတွေတင်တဲ့အခါနော်ဝိညာဉ်သဘောနဲ့မပြည့်ဘူးဆိုလို့ရှင်ဓာတ်ပုံတွေရှောက်ရှောက်မတင်ဘူးကျွန်တော်တို့အကြံပြုတယ်။ဘာဖြစ်လို့လဲဆိုတော့စာရန်ကဘဒုံမှုဆိုချောင်းနေတာဖြစ်တယ်။ သူကကိုယ့်ရဲ့ဓာတ်ပုံကိုယူပြီးမှသူကပြုစားနိုင်တာဖြစ်တယ်ပြုစားတဲ့အခါဘယ်သူခံရမလဲဆိုတော့ကိုယ်ပဲခံရမှာဖြစ်တယ်ဒါကြောင့်ဝိညာဉ်သဘောနဲ့မပြည့်ဝဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ဓာတ်ပုံတွေရှောက်ရှောက်ခွတ်မတင်နဲ့လို့ကျွန်တော်တို့ကတော့အကြံပြုတာဖြစ်တယ်နော်လူသဘောအနေနဲ့ကြည့်လို့ရှိရင်ဓာတ်ပုံတင်တယ်ဆိုတာကတော့ကောင်းတယ်လို့မြင်ရတာဖြစ်တယ်ဒါပေမဲ့တစ်ဖက်စာရန်ကမကောင်းတဲ့နေရာမှာတပ်ပုံကအသုံးပြနေတာဖြစ်တယ်အဲ့ဒီစာတန်ရဲ့လက်ချက်တွေကိုဝင်သွားမယ်ဆိုလို့ရှိရင်ဘာဖြစ်လာမလဲဆိုတော့ခု ဖို့စ်တင်တဲ့လူကိုယ်တိုင်ပဲခံရမှာဖြစ်ပါတယ်ဘောနော် Oh you manifest your power hide this child don't don't deliver this man you are ဒီတယောက်တည်းကကျွန်တော်ကိုအဲ့ don't deliver this man ဆိုတော့ဒီတယောက်ကိုနှဆုမနေထုတ်ပေးနေလို့ပြောတာဖြစ်တယ် don't deliver this man proper ပြောတာကမင်းအခုပဲထွက်ရမယ် if you do i will come back for you ဒီတယောက်ကိုနှဆုမနေထုတ်ပေးနေ မဲအကဲဒီတယောက်တည်းကနတ်ဆိုမင်းနင်ထုတ်လို့ရှင်ငါကတော့ပြန်လာပြီးမှနင်းကိုချမယ်လို့ပရိုဖက်ကိုပြောပါတယ် Come back for who? ဘဒုအတွက်လာမှာလဲ You come back for who? Yeah. I come back for you. နင်းကိုငါလာချမယ်လို့ပြောတာဖြစ်တယ်ဆိုတော့နတ်ဆိုကပရိုဖက်ကိုချင်းချောက်နေတာဖြစ်တယ် For me? ဒါဆိုလို့ရှင်ဒါနတ်ဆုတွေရဲ့အတွားလာဖြစ်တယ်เนาะဟိုဒီခုခင်မာက နတ်စုနေတုတ်တယ်ဆိုတာကနိုင်ငံနိုင်ငံတကာမှာတွင်တွင်ကြကြလောက်လာပြီဖြစ်တယ်ကျွန်တော်ငငယ်တုန်းကတော့လူထဲကနတ်စုကိုနေထုတ်တယ်ဆိုတာကျွန်တော်တို့ဘုရားသခင်ရဲ့ဟောကျွန်တော်တို့အသင်းတော်ရဲ့တဲဦးဆရာတို့တင်းတော့ဆရာတို့အဲ့ဒါလောက်တာမတွေ့ရဘူးစမ်းစာမှာပဲတွေ့ရတာဒါပေမဲ့အခုခေတ်မှာကြာတော့တကယ်ပဲဘုရားမှုတော်ဆောင်တွေဟာနတ်စုကိုနေထုတ်တဲ့ကာလရောက်လာပြီဖြစ်တယ်ဒါကြောင့်တမန်တော်ဦးတော်အခန်းကြီး1အငယ်16 18မှာရေးထားတယ်။ငါ၏အမှုတော်ကိုဆောင်တော့ ငါရဲ့လူဒီပေါ်မှာဘုရားဝိညာဉ်တော်တွန်းလာမယ်ဆိုတာဒီကာလဖြစ်တယ်။ဒါပေမဲ့ဒီနတ်ဆုကိုနင်ထုတ်တဲ့အခါမှာနတ်ဆုဟာသူကထွက်သွားပြီးတဲ့နောက်အဲ့ဒီနင်ထုတ်ပေးတဲ့လူပြန်လာတိုက်ဖို့ရှိနေတာဖြစ်တယ်။ဒါကြောင့်ငါဒီတရားကိုမနင်ထုတ်နဲ့နင်ထုတ်လိုက်လို့ရှိရင်ငါကတော့ပြန်လာမှနေကိုချမယ်လို့ပြောတာကိုကြားရတာဖြစ်တယ်။ဒါကြောင့်နတ်ဆုနင်ထုတ်တဲ့သူတွေဟာနော်ဒီသူများကိုနတ်ဆုနင်ထုတ်ပေးတဲ့အခါအဲ့ဒီနတ်ဆုကကိုယ့်ကိုပြန်တက်လာဖို့အကြောင်းရှိတယ်။ဒါကြောင့်အဲ့ဒီထိတတိထားမှာဖြစ်ပါတယ်။ Live there, live there, live there, live there. ဒါကတော့သူ့ကိုနိုင်စားထားတဲ့နတ်ဆူယောက်ျားတစားကိုအားမရှိအောင်လှုပ်ထားပေးတဲ့နတ်ဆူပန်းတေဖြစ်စေတဲ့နတ်ဆူကိုနင်ထုတ်ပြတာဖြစ်ပါတယ်အခုတော့သူ့ရဲ့တက်တက်ခံချက်လေးကိုနည်းနည်းလေးနားထောင်ပြီးမှအဆုံးသတ်ကြမှာဖြစ်ပါတယ်ဖျားရခင်အလုံးကောင်းကြီးပေးပါစေ I'm called Tanga John I'm from Yaounde ်သူတူနာမြေကိုမိတ်ဆက်တာဖြစ်တယ်ရဝန်တေမြို့ကလာတာဖြစ်တယ် I received the the prophecy of the senior prophet John Chi and ဆိုတော့ prophet ကြီးကကျွန်တော်ကို prophet ပြုတ်ပေးပါတယ် all the prophecy he said it was true he called for prophet ပြောတယ်ကျွန်တော်ကို prophet ပြုတ်ချက်ဟာမှန်ပါတယ် told me i'm having witness prophet ကကျွန်တော်ကိုလူတလောက်တပုံကြီးကြားထဲမှာကျွန်တော်ကိုခေါ်ပြီးမှနေမှာ အားနည်းချက်ရှိတယ်လို့ပြောပါတယ် so he, as he touch me i discover myself on the ground propaga ကျွန်တော်ရဲ့ပစိကိုတိုးတဲ့အခါမှာကျွန်တော်ဟာနိုးလာတယ်နိုးလာတော့ကျွန်တော်ဟာကြမ်းခင်းပေါ်မှာရောက်နေတာဖြစ်တယ်ဆိုတော့နတ်ဆူអော်တဲ့အချိန်သူတတိမရဘူးဒါပေမဲ့ तू က prophet စတူတာတတိရတယ်အဲ့ရကန်អော်ကြမ်းခင်းပေါ်ကနေလေးလာနိုးလာတာပဲ तू တတိရတယ်ဆိုတော့သူ့မှာယောက်ျားတစားအားနဲ့ချက်ရှိတယ်ဆိုတာကို prophet က ပြောတယ်ပြောတဲ့အတိုင်းသူ့စမှာတကယ်ကြုံနေတယ်ဆိုတာကိုဝန်ခံတာဖြစ်ပါတယ် and i know that this prophecy will bring a deliverance ဒီနေ့ prophet ပြုခြင်း तू ကအနတ်ဆုနေထုတ်ခြင်းကြောင့် तू ကဒီနေ့လွမြောက်ပြီဆိုတာ तू ယုံကြည်ပါတယ် my family will bring a deliverance in my life ကျွန်တော်ပဲလွမြောက်တာမဟုတ်ဘူးကျွန်တော်မေတ္တာဆုလဲလွမြောက်ပြီလို့ကျွန်တော်ယုံကြည်ပါတယ် my advice to the viewers out there is ကျွန်တော်အနေနဲ့ကြည့်ရှုနေတဲ့သူကိုအကြံပြုချင်တာက have to seek for the higher grace for the grace of god so dilo myo no ta ma sia win de ma ku nai de dilo myo pyatana myo chong de so lo shin ta ywe pite twon long chin khan ya do phaya takin ye lu di shi ko la ba lo tu ga a chan pyu da phit ba de a de a chan pyu che ka le man da phit ba de phaya takin a long ko jaw wa so kaung chi pe ba se Sigue viendo Arca de Dios TV. continue de regarder Ark of God TV.